အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ၁၀ရက်နေ့ဂျပန်အောင်ဆုံးသတင်းတွေနဲ့ဒီဆက်ဆွေးနွေးကြည့်အောင်ပါဖင်လန်တမရာနဲ့ဒိုနယ်ထရမ့်တွေ့ဆုံပွဲမှာနေတူးနဲ့ရုရှားအကြောင်းပါပြောခဲ့လေအားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ၁၀ရက်နေ့ Oh my god sorry Trump ကတော့ Spain ကို NATO အဖွဲ့ထဲကနေနှိထုတ်တင်တယ်ဆိုမှပြောလာတယ်ပေါ့နော်။ဆိုတော့ဒါရီအကုန်လုံးကျွန်တော်တို့သူတို့ရဲ့တွေ့ဆုံပွဲကိုဗီဒီယိုနဲ့ချပြပြီးမှဆွေးနွေးတော့ကြည့်အောင်ပါ။ အဲ့ဒီအဲ့ဒီအဥ္စာလေးတွေကိုမဆွေးနွေးခင်မှာရုရှားနဲ့ US ဂျာကဆက်ဆံရေးဒီမောင်မှုတစ်ခုရှိလာတယ်ရုရှားကတော့ငင်းချမ်းရေးလမ်းစဉ်ကိုတကားဖွင့်နေစေဆိုပြီးမှတော့ပြောတော့ပြောထားတယ်ဘာဖြစ်လို့လဲဆိုတော့ Ukraine ကရုရှားထံကနေအရင် အရေးပါနေတဲ့လက်မှတ်တစ်ခုတောင်းဆိုနေတယ်လက်နက်တစ်ခုတောင်းဆိုနေတယ်အဲ့ဒီလက်နက်က Tomahawk ဒုံးကျည်အဲ့ဒါကို တောင်းဆိုနေတယ်အခု Trump က Ukraine ကို Tom Hawk ဒုံးကျည်တွေကိုထောက်ပံ့ဖို့စဉ်းစားထားတယ်ပေါ့ဘာလို့ Trump ကအဲ့လိုထိတော်စဉ်းစားထားတယ်ဆိုတဲ့အကြောင်းရင်းကလည်းမမေ့နဲ့နော်ပထမမှာတော့ Trump ကငင်းချိုင်းလမ်းစဉ်နဲ့ Russia နဲ့ Ukraine ကြားကိုအောင်သွေးလုပ်ပေးတာနဲ့တော့တွေ့ဆုံပွဲလုပ်တာနဲ့လုပ်နေတယ်ဒါမဲ့အဲ့လိုမျိုးတွေ့ဆုံပွဲလုပ်ရင်းနဲ့ Russia က Ukraine ကိုဆက်လက်ပြီးဘုံကျင်းနေတယ် drone တွေနဲ့ချနေတယ် ဆိုရရှာကငိမ့်ချရေးကိုလုံးဝကိုသူ့ရဲ့တိုက်ပွဲကြီးကမရက်တက်ဘူးအဲ့ဒါကြောင့်နေတူးတို့ယူရိုပယူရိုပရော့ကရရှာကငိမ့်ချရေးကိုလူလာတာမဟုတ်ဘူးဒီကောင်ကအချင်းကိုဆွေးနေတာပါဆိုမှပြောလာကြတယ်နောက်ပိုင်းကျမှထရမ့်ကဘလို့ပြောခဲ့ဆိုတော့ပူတင်ကကျွန်တော်ကိုတော်လေးစိတ်ပျက်စေတယ်ပေါ့အခုဆိုတော့ရရှာတပ်သားတွေကလည်းတဖြည်းဖြည်းနဲ့သူတို့ရဲ့တင်းပြသားနေမိကနဲ့ပြန်လို့ဆုတ်လာတယ်ယူကရိန်းကရုရှားတပ်သားတွေထံ ကနေနေမီရီကိုပြန်တင်းလာတယ်ဆိုတော့ထရမ့်ကအခုဆိုတော့ရုရှားထံကနေနေမီအကုန်လုံးကိုယူကရိန်းကပြန်တင်းနိုင်ချေအလားအလာရှိရဆိုတော့မှစူပြီးတော့မှယုံကြည်လာကြတယ်ပေါ့အဲ့ဒါကြောင့်ထရမ့်ကယူကရိန်းကိုယူရိုပ်နဲ့ပေါင်းပြီးမှ full support ပေးမယ်အပြည့်ဝ support ပေးမယ်ဂူငီပေးမယ်စူပြီးမှပြောထားတယ်အဲ့ဒီတည်းမှာ Tom Hawks ဒုံးကြည်တွေကလည်းပေးမယ်ဆိုမှထရမ့်ကစဉ်းစားနေတယ်ဒါပေမဲ့အဲ့ဒီ Tom Hawks ဒုံးကြည်ကို Trump က UK ကိုဂူငီထောက်ပံ့ပေးနေမယ်ဆိုရင် ရုရှားအတွက်အကြီးအမားဆုံးချိန်ချောက်မှုတစ်ခုဖြစ်လာတယ်။အဲ့ဒါကြောင့်ရုရှားကဘယ်လိုပြောခဲ့လဲဆိုတော့ရုရှားရဲ့အလွတ်တော်မတ်ကပေါ့နော်။အမေရိကကားတဲ့ထောက်မော့ခ်စ်ရဲ့ဒုံးချေကိုယူကရိန်းကိုထောက်ပတ်နေမယ်ဆိုရင်တဲ့ရုရှားကပြန်တိုက်မယ်တဲ့။ကျွန်တော်တို့အဲ့ဒီဒုံးချေထောက်မော့ခ်ဒုံးချေပစ်လွှတ်ရနေရာတွေကိုဘုံကျေးပလိုက်မယ်ဆိုမှရုရှားကချိန်ချောက်တယ်။အတနည်းအားဖြင့်ပြောရမယ်ဆိုတော့ US က ယူကရိန်းကိုဟ ோம் ဟော့ကလို့ခေါ်နေတဲ့ဒုံးကျည်ကြီးကိုကုန်ပြီးပေးနေမယ်ဆိုတော့ရုရှားကအဲ့ဒီဒုံးကျည်ထော့မော့ဒုံးကျည်ပြစ်ဆွတ်တဲ့နေရာတွေကိုဘုံချေပလိုက်မယ်တဲ့ဆိုတနည်းအားဖြင့်ပြောရမယ်ဆိုရင် US ရဲ့စခန်းကိုပါပြစ်ပလိုက်မယ်ဆိုမှရုရှားကချိန်ချောက်တယ်ဒါတော့မကဘူး US ကဒီဥစ္စာကိုကုန်ပြီးနေမယ်ဆိုရင်ရုရှားနဲ့ US ရဲ့ဆက်ဆံရေးက ဒီမှမှုရှိနိုင်ခြေရှိတယ်။ဒါတော့မကဘူးအမေရိကကလည်းနာကျင်အောင်လုပ်မယ်ဆိုမှရုရှားကပြောနေတယ်။အမေရိကရဲ့နာကျင်အောင်လုပ်ရမယ်နီလန်ရှာရမယ်ဆိုမှရုရှားကအချိန်ချောက်နေတယ်။ဒါတမရထရမ်ကအောက်တိုဘာ6ရက်နေ့မှာမေခွန်းကိုထုတ်ခဲ့တယ်ပေါ့နော်။ယူကရိန်းကဒုံးကျည်တွေကိုဘယ်လိုသုံးမလဲဆိုတော့ကိုသိချင်တယ်တဲ့။ဒေါ်နယ်ထရမ်ကကျွန်တော်တို့ထမောက်ဒုံးကျည်တွေကိုပေးမယ်ဆိုရင်ခင်ဗျားတို့ယူကရိန်းနေနဲ့ ဘလို့တုံးမလဲဆိုတော့တိချင်တယ်တဲ့ထောက်ကအဲ့လိုလှုပ်လာတယ်ဆိုတော့အစ်စ်ပွဲအချိန်မင့်တာကိုတော့မလူလားမလူလားဘူးပေါ့ထောက်ပနေနဲ့ဒါမှမဟုတ်လူအပ်မယ်ဆိုတော့ပေးမယ်ဆိုမှပြောလာတယ်ဆိုတော့ရုရှားရဲ့အဲ့လိုမျိုးထရမ့်ရဲ့ဖတ်ချက်ပေးပြနောက်ပိုင်းမှာရုရှားကပေါ့နော်ဒီထောက်မောက်ဒုံးကြီးတွေကိုကောင်းကောင်းသိပြီးသားပါတယ်စီးရီးယားမှာရင်ဆိုင်ခဲ့ဖူးတယ်တဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင် US ကစီးရီးယားမှာအဲ့ဒီထောက်မောက်ဒုံးကြီးတွေကိုတုံးခဲ့ဖူးတာနဲ့အတူပါတယ်ရုရှားဘက်ကလည်းပြောတယ် ဒီ Tom Hawk ဒုံးချီကိုကျွန်တော်တို့ကောင်းကောင်းသိပြီးသားဖြစ်တယ်။ Syria မှာကျွန်တော်တို့ရင်ဆိုင်ခဲ့ပူတယ်တဲ့။ဆိုတော့အဲ့ဒီဒုံးချီကိုထောက်ပတ်နေရင်တဲ့ US က Russia ကိုဒုံး US က Ukraine ကိုအဲ့ဒီဒုံးချီကိုထောက်ပတ်နေမယ်ဆိုရင်တဲ့ Russia ကဘယ်လိုပြောလဲဆိုတော့ပြဿနာဖြစ်မဲ့သူကတဲ့ပြဿနာဖြစ်မဲ့သူကအဲ့ဒီထောက်ပတ်တဲ့သူပဲအတုံးပြုတ်သူပဲတဲ့။ Tom Hawk ဒုံးချီကို Ukraine ကတုံးမယ်ဆိုရင် US ကကုင္းနေမယ်ဆိုတော့မင်းတို့နှစ်ခုစလုံးနော်ရုရှားပဲဖြစ် US ပဲဖြစ်ဖြစ်ကျွန်တော်တို့ကဒီတဲ့အလကားနေပြီးမှကြည်မှာမဟုတ်ဘူးနော်အဲ့ဒီဒုံးကျစ်ပစ်တဲ့အဲ့ဒီဒုံးကျစ်တိဆောက်တဲ့နေရာတွေကိုကျွန်တော်တို့သိတယ်ရုရှားကသိတယ်တဲ့တနည်းအားဖြင့်ပြောရမယ်ဆိုရင် US ကိုပြောတာပါမင်းတို့ U မင်းတို့ US ခင်ဗျားတို့တိဆောက်ထားတဲ့ဒုံးကျစ်ထောက်မောက်ဒုံးကျစ်တိဆောက်ထားတဲ့နေရာကျွန်တော်တို့သိတယ်တဲ့အဲ့ဒီခင်ဗျားတို့တိဆောက်ထားတဲ့ဒုံးကျစ်စခန်းတွေကိုကျွန်တော်တို့ drone နဲ့ အတုံးချပြီးမှဘုံချပြလိုက်ဖြစ်စီပြလိုက်မယ်ဆိုမှရုရှားကအမေရိကကိုပြန်လဲချင်းချောက်တယ်ဆိုတော့အမေရိကကဒုံးချင်းထောက်ပတ်တဲ့စီစဉ်ကိုတော့ပြန်လဲသုံးသပ်ဖို့လူတယ်ဆိုမှရုရှားကတော့တိုက်တွန်းနေတယ်ဒါဆိုတနည်းအားဖြင့်ပြောရမယ်ဆို US ကိုလုံးဝအဲ့ဒီဒုံးချေကိုယူခရိမမပူနဲ့ထောက်ပတ်မှုမပေးနဲ့ဆိုမှရုရှားက US ကိုပြန်ပြောပါတယ်ဘာပဲဖြစ်ဖြစ် Trump ကြီးကရုရှားရဲ့စကားရုရှားချင်းချောက်မှုကိုအလေးထားမှလား သူတို့ကဒီလိုမျိုးလက်နက်ကိုပူချင်းသားဖက်စီးရင်ရဒီမာမာလာရုရှားနဲ့ US ရှားကဆက်ဆံရေးကောဖြက်စီးသွားမလားဒီမာနဲ့ချေရှိလားစသဖြင့်ကတော့နိုင်ငံရေးရတော့စဉ်းစားတုံးတက်ဖို့လိုအပ်တယ်ပေါ့ဗျာအဲ့ဒါကရုရှားရဲ့ချိန်ချောက်မှုအခုဒါဆိုတော့ဖင်လန်နဲ့ဒေါ်ဖင်လန်တမရနဲ့ဒေါ်ထရပ်တို့ဆုံးပွဲမှာဘာလို့ဆွေးနွေးခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်ကြည့်အောင် People are shocked by it, but it's it's an amazing situation. Nobody thought it was going to happen. Thank you very much, and you've been of help too. You help always, but we are really working more closely together having to do with Russia and Ukraine. And I would have thought that would have been easier because that would be number eight for me. Number eight. And I would have thought the Russia deal maybe would have been one of the easier ones. And unfortunately, last week they had over 7,000 soldiers die. Over 7,000. But Trump got up on it. Russia and Ukraine are here. Ma, win pa, win pa, win pa. Kung ipe re Finland. Tamra ko Jesus din eh. Chono tin na Russia and Ukraine ka lui kusong pi malo chono tin kira re. Aku chono suno si ye kuna pwe ji ko pa yata ne bi. Aku Russia ne suno shikuli ku ku lao shiro ma bo. ထင်ရတယ်ထင်တယ်လို့တော့မလွေဘူးဆိုမှပြောနေတယ်ပေါ့နော်ထရောက်က last week ကလွန်ခဲ့တဲ့ပတ်လေးက6ခုနှစ်ထောင်ကျော်ရုရှားနဲ့ Ukraine စစ်သားတွေတိုက်ခဲ့ရတာဆိုမှထရောက်ကပြောနေတယ်ပေါ့နော် But it will be getting there hopefully soon. Yeah, probably will go. I mean, or you will be going piece by piece. I mean, there are only so many agreements that you can get done, and I think this one will be the next big one, of course, this one needs to stick, and I, I, I'm sure it will because the incentives are all, all there. And then we'll continue to work. I mean, the last time I was here in the Oval Office was with the other European leaders in, right. in, in August, and I, I think we did a lot of good advancement there on, on security arrangements. Uh, I think you pushed us Europeans hard not to buy uh, oil and gas from Russia, which I think is a very correct decision. Uh, Europe just put down its 19th sanctions package I think Russia is actually right now, both economically and militarily, not in a very strong place. And I think it's because of the commitments that we've made to, to, to Ukraine. So. ဖင်လန်သမ္မတကြီးကလည်းပြောနေတယ်အခုရုရှားကနော်စီးရဲအရာပဲဖြစ်ဖြစ်စီးပွားရဲအရာပဲဖြစ်ဖြစ်တော်တော်လေးအားနေလာတယ်ပေါ့ဒါရင်းအလုံးကကျွန်တော်တို့အလုံးကဝိုင်းပြီးမှဖြစ်အားပေးတဲ့အတွက်ကြောင့်ဖြစ်တယ်ဆိုမှပြောနေတယ်ဒါကြောင့်အခုလိုမျိုးပေါ့နော်သမ္မတ Trump ကြီးအနေနဲ့ကမ္ဘာအစ်ပွဲကြီး ခုနပွေးချက်တတ်တာကလည်းရန်ကောင်းတယ်ပေါ့နောက် next step အခုလာမယ်လို့ရမယ်ကိစ္စကရုရှားနဲ့ယူကရိန်းပဲဖြစ်ဖို့များပါတယ်အစီပြပါလိမ့်မယ်လို့လည်းမျှော်လင့်တယ်ဆိုတော့သူပြောနေတယ်ဆိုတော့အဓိကသူပြောတဲ့ကိစ္စကရုရှားကိုယ်တိုင်ကလည်းစစ်ရေးရဖြစ်ဖြစ်စစ်ပွဲရေးရဖြစ်ဖြစ်တော်တော်လေးအားနေလာပြီဆိုတော့သူပြောနေတယ်ဒါတွေအားလုံးကကျွန်တော်တို့အားလုံးဝိုင်းပြီးမှဂုံဂုံပြီးမှရုရှားပေါ်မှာဖြစ်အားမှုတွေလုပ်နေတယ်ကျွန်တော်တို့ရဲ့ commitment ပေါ့နော် NATO Europe US အားလုံးပေါင်းပြီးမှ commitment

personally believe that Mr. Trump deserves to win the Nobel Peace Prize tomorrow? Well, well I think that's probably a decision that comes from the Nobel Committee. Uh, and my take is that uh, there are two key pieces that have to be solved in the big picture. One is in the Middle East, and we're seeing the results of that. And then the other one is between Russia and Ukraine. Ukraine. And once those are solved, uh, you know, and uh, I don't see any uh, impediments. Uh, to is the front next priority comes when? This year. I think probably the best nomination would be coming from Zelensky and then the King of Jordan. Those would be two that would come. But I think you have, to, I mean, my experience with uh, no, the Nobel Peace Prize comes from Martti Ahtisaari the former president of Finland. He got it in 2008, and he got it because he negotiated three peace agreements on three different continents Namibia in Africa, uh, Kosovo, Serbia in Europe, and then Aceh in Indo Indonesia. And his message was always that uh, rather impressive. Yeah. But I have to say that the track record of the president of the United States in the past uh, seven months, eight months is uh rather impressive သူကပြောနေတယ်ပေါ့နော်အဲ့ဒီ Nobel Su Prize နဲ့ငင်းချိုင်းရဲ့ဆုကိစ္စနဲ့ပတ်သက်ပြီးမှမေးတယ် Donald Trump ကရာအတင်းလားရာထိုက်တာဆိုမေးတယ်ပေါ့နော်သူကလူရင်းတူရှင်းပြောရမယ်ဆိုတော့ဟောသမရဖီလင်သမရကလည်းဒီ Nobel Peace Prize ရတဲ့ကြောင့်ပြန်ရှင်းပြတာပါဒါကိုတိတ်မလူဘူးဆိုတော့ပါတာပြန်တော့ဘူးဆိုတော့အဓိကသူပြောနေတဲ့ကိစ္စကဒီ Nobel Peace Prize ရအဖို့အဓိကအခီးပေါ့နော်အဓိကအတော့ချက်က မိဒတ်အစ်ရှေငင်းချိုင်းကိစ္စလည်းပါတယ်ရုရှားနဲ့ယူကရိန်းကိစ္စလည်းပါနေတယ်ပေါ့နော်ဆိုတော့ဒေါ်နယ်ထရမ့်ရဲ့တက်တမ်းခုနလတာတွေမှာကြည်ပြီးမှသူငင်းချိုင်းရဲ့လုတ်တဲ့ကဘာကြီးမှာငင်းချိုင်းရဲ့လုတ်တဲ့ record တွင်ကို track တွင်ကိုကြည့်ပြန်ဆိုတော့ကျွန်တော်တို့ကလုံးဝကိုအင်မတန်ပြီးမှပေါ့တော့ဂျင်းနူးဆရာကောင်းပြီးမှအားရဆရာကောင်းတဲ့ရတဲ့ကြည့်တစ်ခုပါဆိုမှပြောနေတယ်ဒါပေမဲ့နောက်ဆုံးမှာတော့အဲ့ဒီ Nobel Peace Prize နဲ့ပတ်သက်လာတဲ့ဆိုတော့ဆုံး picture ချတဲ့လူတွေကအဲ့ဒီ Thank you so much, Mr. President. First of all, thank you, all of you, in behalf of the State of Israel, for everything that you're doing for my country. Uh, I want to know how do you see the Middle East in a year from now under your leadership, and if you see maybe uh, option an option one normalization between Israeli and Israel and Saudi Arabia. ဆိုတော့ Israel နဲ့ Saudi Arabia ကြားကဆက်ဆံရရောပြီးတော့ Middle East ငင်းချရေးနဲ့ပတ်သက်ပြီးမှော Donald Trump အနေနဲ့နောင်လာမယ့်အနာဂတ်မှာဘယ်လိုဖြစ်မလဲဆိုတာဘယ်လိုကျူတင်ခမှန်းတာလဲဆိုတော့သူမင်းနေတယ်ပေါ့နော် Trump ကတော့အာဒီလူသားသွားမယ်ဆိုတော့တော်တော်လေးတော့စီပီပါလိမ့်မယ်ဆိုတော့သူပြောနေတယ်ပေါ့နော် Hostage the second အားလုံးကအခုလာမယ့် တနင်္လာနေ့လာမန်ဒေးဒါမှမဟုတ်အင်ကာနေ့တနင်္လာနေ့မဟုတ်ရင်အင်ကာနေ့ပြန်ထွက်တယ်ပြန်လွတ်လာလိမ့်မယ်လို့ Trump ကပြောထားတယ်ပေါ့နော် Leo Tuesday I'm probably be I'll probably be there Monday or Tuesday no and uh, we're planning on leaving sometime Sunday and I look forward to it and everybody uh, I see is celebrating in Israel but they're celebrating in many other countries too a lot of the Muslim and Arab countries they're celebrating. Trump ကတော့ပြောနေတယ် Sunday နေ့ မှာ Sunday နေ့မှာသူက Egypt မှာတွားဖို့ season ရှိတယ်တဲ့ဆိုအခု Israel မှာလည်းအောက်ပွဲတွေခံနေကြတယ်ပြပွဲတွေလို့နေကြတယ် Muslim နိုင်ငံမှာလည်းကပါ the one မှာပေါ့နော်အောက်ပွဲတွေပြိုရှင်မှုတွေခံနေကြတယ်ဆိုမှချက်ကတော့ပြောနေတယ် Everybody celebrating everybody loves the deal so it's a uh, it's a great honor to have been working on it and as you know it's all finalized and done uh we've had a lot of terrifically talented people we've had tremendous support from uh, UAE, Saudi Arabia, uh, Qatar has been unbelievable, unbelievable. UAE, Egypt Saudi Arabia, America. Egypt, Qatar, Egypt. Ketha, Saudi Arabia, Indonesia. So the people, so many, oh. so many, in so many, so many seen anything like it. So I think in a year from now, it's going to be great. I think it's going to be great. <laughs> so, so Trump right? got up, you <laughs> know, <laughs> no, I mean, I like a lot of people about it seven deals, and now it's a uh, solved the wars, one going 31 years, years go no. you, the wars. Oh, no, no, look, I made uh, your chances of winning the Nobel Peace Prize tomorrow. Well, no, no, look, I've got okay. me in here. Manapcha Nobel Peace Prize. Trump and in a manapcha, Nicha Yesu, Yana Cheshila, Blue Pillars, the many okay. of them, or Trump got Blue Pillars to Chishiao seven deals and now it's a uh, solved the wars, one going 31 years, one going 34 years, one going 35 years, one going 10 years. Uh, I made seven deals. Uh, this would be number eight. The one I thought that I was going to make, and I think we will probably, because it's, it's a ridiculous war. It's a horrible war. The worst since World War II. we look at the people, <clears throat> in it's, it's Russia, Ukraine. I think we'll do that too. So we've uh, a lot of reasons for them to do it, and I think they'll be coming to the table pretty soon. But uh, this was this is the biggest of them all. This is a big one. Although I think India and uh, Pakistan is very big. Two nuclear nations. I made that. No, no, beyond it, no. Di kunala daru ma loa. Jauh sih kau ni sih buat jiwa, sih buat kena kubu, ya tak ada. Tetapi sih buat suraka, pada pakaga. 35ကြားတဲ့ပြိပခ34ကြားတဲ့ပြိပခစီနစ်ကြားတဲ့ပြိပခအိန္ဒိယနဲ့ပါကစ္စတန်နျူကလ িয়ার လက်နက်ကင်ထားတဲ့နိုင်ငံကြီးတွေညရတက်တယ်ပေါ့ဆိုတော့ကျွန်တော်တို့ကတော့အဲ့လိုမျိုးလုပ်တယ်ပေါ့ဗျာထရမ်အထောက်အနေနဲ့ပေါ့နော်ဆိုတော့ဒါရီအားလုံးကအထူးသဖြင့် Middle East မှာဆိုတော့ဒုတိယကမ္ဘာစစ်ထက်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာပေါ့နော်ဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဖြစ်ပျက်နေတဲ့စစ်ပွဲတွေထဲမှာ Middle East ပြည်ပခါကအဆူဆုံးဖြစ်နေမယ်ဆိုတော့ထရမ်ကတော့ပြောနေပါတယ် So India and Pakistan, you could have got tape. Peaceful trade, trading because of the tariffs, if we didn't have tariffs, you wouldn't have been able to do it. But I said, if you if you guys are going to fight, I'm putting 100% tariffs on each of you. And they immediately stopped fighting. And that was going that was gonna go nuclear, you know, that was back and forth. So I know one thing, I, I don't know what they're gonna do really, but uh, I know this that nobody in history has solved eight wars in a period of nine months. ဆိုတော့သူတို့ကဘာလို့မလဲဆိုတော့ကျွန်တော်မသိဘူးတဲ့တနည်းအားဖြင့်ပြောရမယ့်ချက်က nuclear ship ပွေကြီးတော့ကျွန်တော်က ရက်တက်တာတဲ့ဒါမဲ့ Nobel Peace Prize တမားတွေကဘာလို့မလဲကျွန်တော်တို့မသိဘူးတဲ့ဒါမဲ့တမိုင်းတစ်လျှောက်မှာတဲ့ခင်ဗျားတို့တမိုင်းတစ်လျှောက်မှာကြည်နေမယ်ဆိုရင်တော့6ရှစ်လကူလာတာတွေမှာအဲ့လိုမျိုးကြီးမားတဲ့ ship ပွေကြီးခုနှစ်ပွေအဲ ship ပွေကြီးရက်တက်တာဆိုတော့ဘယ်သူမှလုံးလုံးမလုံးနိုင်ဘူးဆိုမှထပ်ကောတော့ပြောနေတယ်ပေါ့နော် Sub 8 wars so that's never happened before but they'll have to do what they do whatever they do is is fine uh i know this i didn't do it for that i did it because i saved a lot of lives so trump ကတော့ပြောနေတယ်သူတို့ဘာလို့မလဲကျွန်တော်မသိဘူးတဲ့သူတို့ဘာဖြစ်လို့လို့ကိစ္စမရှိဘူးတဲ့ကျွန်တော်က Nobel Peace Prize ရချင်နေလို့ကမ္ဘာအစ်ပွေးကြီးကိုရတက်တာမဟုတ်ဘူးတဲ့လူဝင်အသက်ကိုကေဆေချင်လို့ဒီစ်ပွေးကြီးတွေကိုပြိပခါတွေကိုဖြစ်ရှင်းပြနေတာတဲ့ တနည်းအားဖြင့်ပြောရမယ်ဆိုရင် Trump က Nobel Peace Prize ကိုရရင်လည်းကိစ္စမရှိဘူးမရရင်လည်းကိစ္စမရှိဘူး Nobel Peace Prize ရဖို့ရအတွက်သူကကမ္ဘာအစ်ပွဲကြီးကိုရတပ်ပါမဟုတ်ဘူးဖြစ်ရှင်းပေးတာမဟုတ်ဘူးကမ္ဘာရဲ့လူသားတွေကိုအသက်ကြီးတင်ဖို့ပဲကျွန်တော်ကဖြစ်ရှင်းပေးတာပါဆိုမှ Trump ကတော့ပြောနေပါတယ်ဒါကအခီးပေါ့ Something that bothers me so much about the Russia Ukraine 7000 people are dying a week so အခု Russia နဲ့ Ukraine ကလည်းသူတို့က အထူးသဖြင့်စူးရင်စာအကောင်းဆုံးဖြစ်နေတယ်ဆိုမှထမ်ကောတော့ပြောနေတယ်ပတ်တိုင်းပတ်တိုင်းမှာကခုနထောင်ချောက်ထောင်လောက်တေးခေတေးရတယ်ပေါ့ဆိုတော့ဒီကိစ္စကိုလည်းဖြည့်ရှင်းရအောင်မယ်ဆိုမှသူကပြောနေတယ်ခုနလည်းပြောထားပြောထားတယ်ပေါ့နော် soldiers almost all soldiers of Ukraine and Russia so in theory it doesn't affect us no but it's a terrible thing uh, and we'll get that solved too but nobody has ever done eight wars nobody's done eight wars in 30 years let alone ဆိုတော့ထောင်ကောတော့ပြောနေတယ်ကျွန်တော်ရုရှားနဲ့ Ukraine ကိုလည်းကျွန်တော်ဖြည့်ရှင်းမှာပါတယ် ဆိုတော့အခုဒီနှစ်ပေါင်း30တာတွေမှာပေါ့ဗျာဒီနှစ်ပေါင်း30တာတွေမှာဘေးတယောက်ကမှဘေးလူကမှစစ်ပွဲကြီးအဲရှစ်ပွဲစစ်ပွဲကြီးရှစ်ပွဲဘောနောခုနပွဲကြီးရတ်တက်တာဘယ်သူမှမလုံနိုင်ဘူးဆိုမှထောက်ကတော့ပြောနေပါတယ် nine months i mean step up ဟောကြည့်ရှုသူဒီမှာကြည့်ရှုသူအနေနဲ့ရော Donald Trump ကတကယ်ပဲငင်းချရင်တော့ဘယ်စုနဲ့ထိုက်တန်သလား comment မလေးဝင်ရေးကြပါအောင် ဆိုတော့နိုဘယ်ဆုကမနဲ့ပြန်ပါတော့မနဲ့ပြန်တင်တယ်မနဲ့ပြန်နိုဘယ်ဆုကဆိုတော့ကြီးရှိသူအနေနဲ့ထရမ့်ကနိုဘယ်ဆုနဲ့ထိုက်တန်တလားမထိုက်တန်ဘူးလားဆိုတာခေါမဲမဝင်ရကြပါအောင်ပေါ့နော် Uh, the leader of NATO, as you know, Mark, has been fantastic. I think and he's a fantastic guy. and they are stepping it up. And we're selling a lot of weapons to NATO, and that's going, I guess, to Ukraine for the most part. That's up to them, but they're buying weapons from the U.S. We make the, the greatest weapons in the world. You buy our plane. All right, Dakar, Nepu, champion, Trump, General Kesaka, Dikesaka, I don't think he's up in there. So take me to the Pure Mamma Moro. Neduga, you know, got GDP, got two percent love with Payara. Oh, I could not GDP, they got five percent pay lave. ဆို US ကလက်နက်ဝေသမျှအရာအလုံးကိုနေတူးကတော့ဝေတော်ညာလဲပဲ UK ရင်းမှာတစ်ဆင့်အကူအညီထောက်ပံ့ပေးနေတယ်ပေါ့ဆိုတော့ဒါနေတူးကိစ္စကတသက်ဆိုနေတူးအဖွဲ့သမားတွေကလည်းအခုရုရှားနဲ့မြန်ချိုင်းရဲတွေနဲ့တိုင်ပင်ဆွေးနွေးတဲ့လမ်းစဉ်မှာပဲရှိနေစေဖြစ်နေတယ်ရုရှားဘက်ကလည်းမြန်ချိုင်းရဲလမ်းစဉ်တကားကိုဖွင့်နေစေဖြစ်ပါတယ်ဆွေးနွေးနေစေဖြစ်ပါတယ်ဆိုမှပြောလာပါတယ်ဆိုတော့ ရုရှားနဲ့ယူကရိန်းကဆက်လက်ပြီးပါဖြစ်ပါရင်ဖြစ်မလဲဆိုတာဘယ်သူမှပြောလို့မရသေးဘူးเนาะ update update ထွက်လာတယ်ဆိုတော့အဲ့ဒီ update နဲ့ထွက်တာနဲ့အချင်းနဲ့တပင်းကြီးပြန်တိဆက်ပေးမယ်အခုလို့လို့ဆိုတော့ဘာမှရုရှားနဲ့ယူကရိန်းကြားရိတ်ကထူးခြားတာတော့မဟုတ်မရှိသေးဘူးပေါ့ okay တခြားလောက် Yeah, thank you. Uh, how do you see this so, I'm from Vietnam too. Minis, Yeah, a well, very impressive. So, <laughs> be Potter, okay. so, how do you see the situation in the Arctic developing? Are there gonna be any? Akuna, trojida ka bale Trump ka, kamiaro Finland <laughs> ka, trintamaru inka re. US machine ni re journalist dun te puto so ba Ala chok alung e ba. Ah, sweet. For for Finland and US. Local, we have a lot of relationships together. I mean, mostly buying our military equipment. They buy a lot of it. They, think, they have an order, I guess, 60 plane, 60, 64, uh, 64 F 35s. So, yeah. 60 plane, or 64 F 35. Finland, America, Tangani, F 35 go 64. Then F 35 Italy go 64 way, no? Totally, yeah, near a move. So, လက်နက်အများကြီးကိုဖင်လန်ထိုင်ကန်ထရပ်ကရောင်းတာပေါ့ US အစုရကရောင်းတာပေါ့ဆိုတော့ US နဲ့ဖင်လန်ရဲ့ဆက်ဆံရေးကတော့ရန်ကောင်းပါတယ်တဲ့တော့တချို့ခုနမပါတယ်ဒီဗီဒီယိုထဲမှာတော့မပါဘူးပေါ့ဗျာဖင်လန်ကိုဒုက္ခရောက်မယ်ဆိုတော့အမေရိကန်အနေနဲ့တကယ်ကကွေပေါ့မလားဆိုတော့မေးတယ်ပေါ့အော်ကကွေမှာပေါ့တဲ့ဖင်လန်ကနေထုတ်ဖွဲ့သမားလေးဖြစ်နေတယ်ကျွန်တော်တို့အမေရိကန်နဲ့ယဉ်နေနေတဲ့အမေဒီမိတ်ဆွေကောင်းလေးဖြစ်နေတယ်ကျွန်တော်တို့လုံးဝအကကွေမယ်ဆိုမှတော့ပြောနေတယ် And uh, many other things too. It's, uh, it's a big order. Big countries are ordering that many planes. You know, it's a, 10 billion. You have a lot of a uh, lot of aircraft, a lot of great military. We make the best military equipment. They they buy a lot from us, so it's so, uh, it's very good. We're going to work together very closely with Finland and with NATO. We have a very good relationship, as you know. I requested that they pay five percent, not two percent. And most people thought that was uh, not going to happen, and it happened virtually unanimously. We had one laggard. It was Spain. Spain. So Trump got NATO. အခုကကွာ Trump ရဲ့အောင်မြင်မှုအကြီးမားဆုံးတစ်ခုထဲမှာ NATO ဖွဲ့အဖွဲ့တွေနဲ့ပါနေတယ်။ Trump ကဘယ်လိုပြောခဲ့လဲတိလား။ NATO ရဲ့စစ်အုပ်စိုးရေးကအရန်နေလို့နဲ့2%ဆိုအရန်နေလို့နဲ့9% ငါရခိုင်နှုံးတော့အကုန်လုံးဖက်ဆန်ထုတ်ကြကွာထောင်ကပြောတယ်ခမရတို့အင်ဂီနာမှာရုရှားကတောင်းချနေပြီနေတူးရဲ့စီရဲ့အတုံးစစ်2မိနစ်မှပဲနေတူးကအင်အားတောင့်တင်းမှအင်အားကောင်းမှဆိုတာပြောနေတယ်ဘတူးကမှပြစ်နိုင်မလို့မထင်ကြဘူးဘတူးကမှလည်းပေးမလို့မထင်ကြဘူးနောက်ပိုင်းကျကနောက်ပိုင်းကျတော့ထောင်ကဘလို့ပြောလေသေးလားဒါဆိုတော့မင်းတို့မပေးဘူးဆိုရင်နေတူးအဖွဲ့သမားတွေဒုက္ခရောက်နေမယ်ဆိုရင်ကျွန်တော်တို့အမေရိကကလုံးဝအခွင့်မမဟုတ်ဘူးတဲ့ ကျွန်တော်တို့အမေရိကန်ကခင်ဗျားတို့ကိုကူညီမှာမဟုတ်ဘူးဆိုတော့ပြောလာတယ်။နောက်ပိုင်းကျတော့ယူရိုခေါင်းဆောင်တွေကိုစီဝေးတွေတိုင်းစဉ်းစားဟာဒိုနယ်ထရမ့်ပြောရမှန်းနဲ့အခုရုရှားကြီးကလည်းတဖြည်းဖြည်းနဲ့ချင်းချောက်လာတယ်ဆိုတော့ကျွန်တော်တို့ရဲ့နေတူးရဲ့စီရေ30ကတူးမမရုရှားရဲ့ချင်းချောက်မှုတွေကလည်းရုရှားရဲ့တိုက်ခိုက်မှုတန်တွေကလည်းလွတ်မြောက်နိုင်မှာဖြစ်တယ်။ဆိုပြီးမှအားလုံးကသဘောတူတယ်။အားလုံးကသဘောတူတယ်နေတူးအဖွဲ့အားလုံးကသဘောတူတယ်။300ခန့်လုံးလှုပ်ဖူးလုပ်နေတယ် စပိန်တခုတည်းပဲတဘောမတူတာစပိန်ကတော့မပေးနိုင်ဘူးတဲ့ဆိုတော့ Trump ကအခုစပိန်ကိုထားရဖနေနဲ့တိုက်ခိုက်တော့တယ်ပေါ့အခု Trump ကဘယ်လိုပြောခဲ့လဲဆိုတော့နေတူးဖွဲ့အားလုံးကသူတို့စစ်တုံးစီ900ခိုင်နှုန်းပေးမယ်လို့တဘောတူထားတယ်စပိန်တခုတည်းပဲမပေးတာအဲ့ဒါတော့အဲ့ဒီစပိန်နိုင်ငံကိုနေတူးနိုင်ငံနေတူးအဖွဲ့ကလည်းနင်ထုတ်တင်တယ်ဆိုမှ Trump ကတော့ပြောနေတယ်ပုတ်ပလိုက်ဆိုမှပြောတာတယ်နောက်ထောင် Spain you have to call them and find why are they a laggard and they're doing well too you know the funny thing good so me di di spin ko kho ja ba de kho pi ma ba chao ma pe chin da de spin nai ngai si poy yi kaung da be so ma trap ka pyo ni de bo no things we've done they're doing fine uh. they have no excuse not to do this but that's all right maybe you should throw them out of nato frankly so uh, ဘဘလင်းလင်းပြောမယ်ဆိုတော့စပင်ကိုတဲ့နေထုဖွဲ့နေထုဖွဲ့ကလည်းညှို့ပလိုက်တင်တယ်ဆိုမှပြောနေတယ်ပေါ့နော်ဆိုတော့စပင်နဲ့နေတူးနဲ့ထရမ့်ကတော့ ဘလူရင်တိုင်ပြည်စင်းတွေဥမှာလည်းတော့မတည်သေးဘူးပေါ့။โอเคဂျာကာရောဖင်လန်ဒမရာနဲ့ထရမ့်တွေ့ဆုံပွဲမှာနိုဘယ်ပီးစ်ပရိုင်းနဲ့ပတ်သက်ပြီးမှထရမ့်ကဘာပြောခဲ့လဲ။လက်ရှိအချိန်ကြီးရုရှားကဘာပြောခဲ့လဲ။နောက်ရင်အားလုံးကိုအပ်ဒိတ်နော်ဒီ short to the point နဲ့ပဲကျွန်တော်ကတင်ပြအဆွေးနွေးပေးတာပါ။ဆိုတော့ဒီလောက်နဲ့ပဲထိုက်တန်တယ်တဲ့ဆိုတော့ရတဲ့နေလို့ထင်ပါတယ်တဲ့ထရမ့်ကပေါ့နော် Nobel Peace Prize ရတဲ့နေလို့ထင်ပါတယ်လို့ပြောကြတယ်ပေါ့နော် ဆိုတော့ရတဲ့ Trump ကတူအာနာနဲ့ဆိုတော့နောက်စပွဲမှာရက်နိုင်ပါတယ်ဆိုတော့တော်တော်များများကတော့ Trump ကိုလည်းပဲစုရတဲ့တယ်လို့ပြောကြတာပဲဘာဖြစ်ဖြစ် Trump ကတော့ကျွန်တော်အမြင်ပြောပြမယ်မနဲ့ပြန်ဖြစ်မယ်ဆိုတော့ဒီတုံးတစ်ချက်လောက်တဲ့ဆရာကြီးတမားတွေကပေါ့ဗျာ George Dewin ကတော့ပြောနေကြတယ် Trump ကတော့ Nobel Peace Prize ရဲ့လက်ဆောင်ကိုမရနိုင်တော့ဘူးဆိုမှပြောနေကြတယ် တော့သူတို့ကဘာကြောင့်မရနိုင်တာလဲဆိုတော့အကျူအကြောင်းလေးတွေတော့ရှင်းပြထားတာရှိတယ်ပေါ့အခု Norway Norway ဖွဲ့သမားတွေကလည်းစူးရင်တယ် Trump ကတကယ်လို့မြတ်ပေါ့နော်ဒီတကယ်လို့မြတ်ဒီအာ Nobel Peace Prize မရဘူးဆိုတော့ Trump ကဘာလို့ပြောဘာလို့ပြောမလဲပေါ့ Trump ရဲ့ပြော Trump ရဲ့ feedback ကိုလည်းကြောက်လာကြတယ်မစူးရင်လာကြတယ်ပေါ့နော်ဆိုတော့အာငိမ့်ချရင်ငိမ့်ချရင် အဆုကထရမ်ကတော့ရဖို့ဆိုတော့ခတ်လိမ့်မယ်ဆိုမှတော့တုံးတစ်ချက်လုပ်တဲ့လူကတော့ပြောနေကြပါတယ်ထရမ်ကတော့မရမရနိုင်ဘူးလို့ပြောနေကြတယ်ပေါ့တော့ထိုက်တော့ထိုက်တန်တယ်ဒါမဲ့ Nobel Peace Prize တမားတွေကထရမ်ကိုဒီနှစ်မှာတော့မပေးတော့ဘူးလို့ထင်နေကြတယ်တကယ်လို့မြန်ရရှားနဲ့ UK နဲ့စပွေးကြီးကိုရက်တက်မယ်ဆိုတော့အဲ့ဒီချိန်မှာဘထရမ်ကို maybe next year ပေါ့နော်လာမယ့်နှစ်မှာဆိုတော့ထရမ်က Nobel Peace Prize ရနိုင်ခြင်းရှိတယ်ဒါပေမဲ့ဒီနှစ်မှာတော့ရနိုင်ခြင်းမရှိဘူးဆိုမှတော့ပြောနေကြတယ်ပေါ့ All right ဒီလောက်နဲ့ပဲကျွန်တော်တို့ရဲ့အာ podcast လေးကိုအဆုံးသတ်ပါရစေဒီညမှာပဲကျွန်တော်တို့ပြန်ဆုံမယ်ပေါ့နော်ဘောရာတို့ရေကျွန်တော်ရဲ့ YouTube လေးကိုတပိုးကြရဲဆိုတော့ subscribe လုပ်ပေးကြပါကျွန်တော်က 200k ရောက်မြန်မြန်လေးရောက်ချင်တယ်အာကျွန်တော်ရဲ့ target ဖြစ်နေတယ်အော် 200k လေးမြန်မြန်လေးရောက်ဖို့ subscribe လုပ်ပေးကြပါလို့တောင်းဆိုချင်ပါတယ် thank you so much for watching beautiful people i love you guys take care god bless you